မင်္ဂလာပါရှင်။ Sony Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ညောင်ရမ်းမင်းသားနဲ့ညောင်အောင်မင်းသားညီနောင်နှစ်ပါးအကြောင်းကိုလစ်လာမိသလောက်တင်ဆက်ပေးသွားခြင်းပါရှင်။ ညောင်ရမ်းမင်းသားကိုမင်းနှုံမင်းနဲ့မြောက်ရွှေရေးဆောင်မိဖုရားတို့ကဖွားမြင်ခဲ့တာပဲဖြစ်ပါတယ်။ဉာဏ်ပညာအမျောမြင်ကြီးမားတဲ့အလျောင်းစစ်မှတ်ရေးရာမှာလည်းတသိလိမ္မာသူဖြစ်ပါတယ်။ညီတော်နောင်တော်အလုံးနဲ့လည်းတင့်တင့်ညီညွတ်စွာနေထိုင်နိုင်သူလည်းဖြစ်ပါတယ်။ညောင်ရမ်းမင်းသားဟာထီးမွေနှမ်းမွေရရှိမည်ဆိုပါကညီတော်နောင်တော်များမိသူကမှတော်လန်ကန့်ကွက်မည်မဟုတ်ကြောင်းကိုလည်းဂရုပြုထားတယ်လို့ဆိုပါတယ်။ မြမတက္ကရင်1228ခုနှစ်ခရစ်နှစ်1866ခုနှစ်မြင်းကွန်မြင်းခွန်တိုင်းအရေးခင်းနဲ့အရှင်မင်းသားဤသားတော်ပရိသားအရေးတော်ဘုံတို့မှလည်းညောင်ရမ်းမင်းသားဟာသက်ဆွန့်ဆန်းပြအမှုတော်ထမ်းရွက်ခဲ့တဲ့အတွက်ခမဲတော်မင်းတော်မင်းကြီးကအလွန်အားထားယုံကြည်ခြင်းခံရသူလည်းဖြစ်ပါတယ်။အရှိဆန်ကနောင်မင်းသားကြီးလုတ်ကြံခံရပြီးချိန်မှစ၍မင်းတော်မင်းဟာမြသည့်မင်းသားကိုမှအရှိဥပယာစာအဖြစ်ခန့်အပ်နိုင်ခြင်းမပြုပါဘူး။မင်းတော်မင်းကြီးကိုတော်တိုင်းနှစ်သက်သဘောကျသောသားတော်၃ပါးရှိရာမခင်ရမင်းသားမှာ အရွယ်လဲအကြီးဆုံးဆက်ယုံအလုယုံအုတ်ချုပ်ရေးတာဝန်များကိုလည်းအင်းရှိဆန်ကနောင်ကိုရောကြီးနဲ့အတူတာဝန်ယူခဲ့ဘူးသူလည်းဖြစ်ပါတယ်30မင်းသားမှလည်းသူဟာတတိကောင်းတဲ့သူလို့ကြော်ကြားခဲ့ပါတယ်ညောင်ရမ်းမင်းသားမှတော့ဉာဏ်ပညာထက်မြက်သလိုစေကျန်းတကျန်းနက္ခတ်ကျန်းတွေကိုလည်းထက်ထဲဝင်ဝင်လေ့လာတကျန်းကမင်းတို့မင်းကြီးနာမကျန်းဖြစ်လျင်ကိုရိုင်းစေဖို့ဆက်ခါဆက်တာသူလည်းဖြစ်ပါတယ်ဘာသာရေးကိုလည်းအလွန်ကိုင်းဆိုင်ကညီတော်နောင်တော်အလုံးနဲ့လည်းဆက်ဆံရေးပြည့်ပြည့်သူလည်းဖြစ်ပါတယ်ညောင်ရမ်းမင်းသားရဲ့ငင်းနာမည်ကတော့မောင်မျိုးပုံမဲဖြစ် ်ပါတယ်ညောင်အုပ်မင်းသားရဲ့ငယ်နံမီကတော့မောင်မျိုးယုံဖြစ်ပါတယ်မင်းတော်မင်းကြီးရဲ့မင်္ဂလာအိမ်တော်ပါမြောက်ရွှေရေးဆောင်မိဖုရားကြီးအုံမတေဝီမှာအမြင်တော်မူသောသားတော်နှစ်ပါးလည်းဖြစ်ပါတယ်ညီနောင်ချင်းဟာစိတ်ဝမ်းနှလုံးညီသောမင်းသားတွေလည်းဖြစ်ပါတယ်ညောင်အုပ်မင်းသားမှာငယ်စဉ်ကငရနေမျိုးကိုစားရပြီးတော့နောက်မှာညောင်အုပ်မျိုးကိုပါစားရသဖြင့်ညောင်အုပ်မင်းသားရဲ့လို့အမည်တွင်ခဲ့ခြင်းဖြစ်ပါတယ်မင်းတော်မင်းအနေနဲ့အထက်ပါသားတော်ကြီးသုံးပါအနံတစ်ပါးပါကိုနန်းလျာအဖြစ်ရွေးချယ်တင်တော်လဲမလျာထားရသိမိကပင်1800 1988ခုနှစ်အောက်ဂုလ၌ပြင်းစွာနာမကျန်းဖြစ်ခဲ့ရပါတယ်။ရောဂါဝေဒနာမှာတတ်တာလာသည်မရှိဘဲတနေ့တခြားပုံမှုဆိုးရွားလာသဖြင့်မင်းတို့မင်းကြီးကိုတော်တိုင်းနန်းလျာရွေးချယ်ပေးနိုင်ခြင်းအခြေအနေမရှိတော့ပါဘူး။ထို့အချိန်မှာတော့စင်ဖြူမရှင်မိဖုရားကြီးနဲ့ကိဝင်မင်းကြီးတို့ကလည်းတီဘောမင်းသားကိုနန်းတင်ရန်လှုပ်ဝက်ကြံစီခဲ့ပါတယ်။စင်ဖြူမရှင်မိဖုရားကြီးအနေနဲ့တထက်မြက်မြက်ရှိသောသားတော်ကြီးသုံးပါနန်းရမီကိုမလိုလားမိမိလိုရာပုံသွင်းနိုင်ကမိမိတကူဩစာလွှမ်းမိုးနိုင်ပြီးအေးဆေးစွာနေထိုင် ်တဲ့သူစာကြိုးသားတော့တိဘောမင်းသားကိုသာမိမိသမီးတော်သုံးပါအနံတဘာဝနဲ့လက်ဆက်ခါနန်းတက်စီလိုပါတယ်ကိဝင်မင်းကြီးအနေနဲ့ကလည်းရောအတွင်းဝင်ဥဖို့လိုက်ဤရာစဓမ္မသင်္ခါရကျမ်းလာစနစ်မျိုးဖြစ်ပြီးအနောက်နိုင်ငံများသို့အရောက်အပေါက်များသူပြီးပြီးပြုံခဲ့ရသောစီးမြင့်ခံဘရင်စနစ်ကိုမြန်မာနိုင်ငံမှာတင်သုံးနိုင်ရန်အကြံစီရှိသူလည်းဖြစ်ပါတယ်ဒါကြောင့်လည်းမိမိတို့အလိုရှိရာကြိုးဆွဲနိုင်ပြီလို့ထင်ရတယ်တိဘောမင်းသားကိုသာနန်းလျာအဖြစ်ရွေးချယ်ရန်သဘောတူခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ကိဝင်မင်းကြီးဦးကောင်းဟာမူမ က်တချို့ကိုတောင်ပန်းခုံတော်အုတ်တန်းမှာအစည်းအဝေးခေါ်ခဲ့ပါတယ်။ထိုအစည်းအဝေးမှာသူရဲ့ဆန္ဒကိုပြောကြားခဲ့ပါတယ်။ထိုအခါမှာရင်းနှံချောင်းဝင်ကြီးဥွှေစိုးနဲ့ခန့်ပတ်ဝင်ကြီးဥွှေမောင်တို့ကမကန့်ကွက်ခဲ့ပါဘူး။ရင်းတော်မျိုးစားရင်းတော်မျိုးစားဝန်ထောင်ဥပေစီကတော့ငြိမ်နေခဲ့ပါတယ်။မျိုးသစ်ဝန်ထောင်ဥအောင်ကိုကတော့အသက်ကြီးသူပညာဉာဏ်ကြီးသူကိုသာရွေးချယ်စေခြင်းကြောင့်ပြောကြားခဲ့ပါတယ်။ရောတွင်းဝင်ဥဖို့လှိုင်ကလည်းဤသဘောမျိုးသာဆိုပါတယ်။ဥကောင်းကလည်းသူ့ဆန္ဒကိုထက်မှန်ညှိနှိုင်းခဲ့ပါတယ်။အောင်မြင်တဲ့အခါမှာတော့တီဘောမင်းသားကိုနန်းလျာရွှေ ေးဖို့အတွက်အစည်းအဝေးကသဘောတူလိုက်ကြပါတယ်။သို့သောတီဘောမင်းသားကိုအင်းရှိဆန်ခန့်ရန် အမိန့်ထုတ်လိုက်တာနဲ့ကျမ်းမင်းသားတွေကစူပူထကြွမှာကိုစိုးရင်တဖြင့်သူတို့တွေကိုထိမ့်သိမ့်ထားရန်လိုအပ်ပေသည်။ဒါကြောင့်မလို့စင်ဖြူမရှင်နဲ့ဦးကောင်တို့ကမင်းတို့မဲအမိန့်နဲ့ဟူဆို၍တန်တော်စင်များကိုမင်းသားများထံလှောက်ခါနန်းတော်သို့ခေါ်ယူခဲ့ပါတယ်။ထို့အခါမှာတော့ညောင်ရန်စားနဲ့ညောင်အောင်စားကမင်းသားညီနောင်တို့ကမလိုက်ခဲ့ပါဘူး။နန်းတွင်မှရှိတဲ့သူတို့ရဲ့မဲတော်ညွှေရေးဆောင်မိဖုရားကြီးထံမှတိတိစိတ်သတင်းရရှိပြီးဖြစ်ပါတယ်။ကျမ်းမင်းသားတွေ ွေကလည်းယုံယုံကြည်ကြည်ဖြင့်လိုက်ခဲ့ကြရာဖြေးတိုင်အယောက်မှာအဖမ်းခံခဲ့ရပါတယ်။လင်ပန်းတပ်ပန်း900ဆသောမင်းသားတို့၏မေရော်မီဗျားများမှအလွန်နာကြီးကမင်းတို့မင်းထံပင်ဝင်ရောက်ရန်စူးစမ်းခဲ့တော့လဲစင်ဖြူမရှင်ရဲ့အကြံနဲ့အဆောက်အအုံထူထပ်စွာခြားထားခြင်းကြောင့်ဝင်ရောက်ခွင့်မရခဲ့ပါဘူး။မင်းသားများအားဖမ်းဆီးပြီးတပတ်အကြာ1888ခုနှစ်စက်တင်ဘာလ19ရက်နေ့မှာတော့တီဘောမင်းသားအားအင်းရှိအနေချောင်းအမိတ်တော်ထွက်လာပါတော့တယ်။အသာတော့တီဘောမင်းသား ကုံမောင်နန်းယိုးနေမျိုးစစ်ဖြစ်ကြောင်းပိရကတ်သုံးပုံကိုရှောက်ချလျက်သုံးချိန်တာပထမပြန်ဆိုရင်သဒ္ဒနာကိုထမ်းရွက်နိုင်ကြောင်းလောကဓမ္မကျေပွန်သဖြင့်နောင်ငါနဲ့အတူတိုင်းပြည်နိုင်ငံကိုအုပ်စိုးနိုင်ပြီးနှလုံးလျုံဖုံးပညာလက္ခဏာနဲ့ပြည့်စုံခြင်းနဲ့အညီသဒ္ဒနာရေးတိုင်းရေးပြည်ရေးတို့ကိုဆောင်ရွက်နိုင်ခြင်းကအိရှိဥပယာစာအဖြစ်စောင့်နှင်းတော်မူပြီးအိရှိမင်းအယောင်အဆောင်အခမ်းအနားဝင်းဝင်းမူအတွင်းဝင်မှစ၍ပိစုပိစုပေးဖွဲ့ရန်စည်ရင်းကိုတွင်ဟူ၍အမိန့်တော်မှာပါရှိပါသည်ထို့အမိန့် င်းတော်ကိုအမှန်မင်းမင်းတော်မင်းဤသဘောဖြင့်ထုတ်သည်သို့မဟုတ်စင်ဖြူမရှင်ဤသဘောအတိုင်းမင်းတော်မင်းအားအတိမပေးဘဲထုတ်သည်ဟု၍ဝိဝါရကွဲပြားကတက်အပ်သေးချာမသိတော်ညာလေထိုရက်နောက်ပိုင်းမှာတော့မင်းတော်မင်းဟာယောဂါမအနှဲငယ်ပြန်လဲတက်တာလာခဲ့ပါတယ်ထိုအခါမှာအခြေအနေကိုစောင့်ကြည့်နေသည်ထိုအခါမှာအခြေအနေကိုစောင့်ကြည့်နေသည်လင်ပန်းသပန်း ခုနှစ်ရွာနဲ့မြောက်ရွှေရေးစားသောမိဖုရားတို့ကမှန်နှမ်းဆောင်အတွင်မှန်နှမ်းဆောင်အတွင်ရအောင်ဝင်ရောက်ခါမင်းသားတို့ဖြစ်ပျက်ပုံကိုတင်လျှောက်ခဲ့ပါတယ်။မင်းတို့မင်းကလည်းချက်ချင်းပင်မင်းသားတို့ကိုလှုပ်ပေးရန်အမိန့်ထုတ်ခဲ့ပါတယ်။ပတ်ဆိုင်ရာကလည်းလှုပ်ပေးခဲ့ရပါတယ်။မင်းသားတို့နန်းတော်အတွင် ရောက်လာတဲ့အခါမှာတော့မင်းတို့မင်းကြီးကကျမ်းမာရေးအားနည်းနေသည်ဟုသောအကြောင်းပြချက်နဲ့မခေယမင်းသားကြီးတဦးသာလျင်လော်တော်အနီးကပ်ခွင့်ရခဲ့ပါတယ်။မင်းတို့မင်းမသားတော်တို့ဤအချိန်နေမှန်ကိုသဘောပေါက်စပြုမိသည်နှင့်အားနည်းနေသည်ကြားမှာသားတော်ကြီးမခေယမင်းသားကိုကြောက်စင်နှင့် တန်ကိုကြားဒေတာမှာ၎င်း30မင်းသားကိုဗမော်နဲ့ရွှေဘိုကြားဒေတာမှာ၎င်းညောင်ရမ်းမင်းသားကိုမြင်းချန်နဲ့မြေသေးကြားဒေတာကို၎င်းဘရင်ခန့်အဖြစ်အတိအသီးခန့်အခါသူတို့အတွက်လိုအပ်တဲ့ထဲအုံနဲ့ငွေတော်ထုတ်ပေးရန်လွှတ်တော်စည်းရေးတဝူးစီလိုက်ပါသွားရန်နဲ့တင်မော်တစည်းစီယူဆောင်ကကိုနဲ့ကိုဒေတာကိုလွတ်လပ်စွာအုပ်ချုပ်ရန်ကျန်းမင်းသားမင်းသမီးဆွေတော်မျိုးတော်များမှမူသူတို့ဆန္ဒရှိရာဘရင်ခန့်အောက်မှာနေထိုင်အမှုထမ်းနိုင်ကြောင်းအမိန့်ချမှတ်လိုက်ပါတော့တယ်။ ်ထို့တော်လည်းပြန်ထွက်လာသောမင်းသားများအားလုံးကဘရင်ရှေးမောင်မှထွက်ရင်းနန်းတော်အပြင်ကိုမရောက်ခင်၌ပင်စင်ဖြူမရှင်နှင့်မူမတ်တို့ကထပ်မံဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။မင်းတို့မင်းကလည်းအခြေအနေဆိုးမှာအတက်နိုင်ဆုံးစီမံနိုင်ခဲ့ပြီဟုဘဝင်ကျထင်မှတ်လျက်နန်းသက်တရှောင်းလှူဒန်းခဲ့သည်များ ကောင်းမှုကုသိုလ်တော်စည်ရင်ကိုဖက်ကြားတင်လျှောက်ချက်ကိုကြားနာရင်1888ခုနှစ်အောက်တိုဘာလတရက်အင်္ဂါနေ့နေ့လယ်ခင်းမှာတော့နှစ်ရွာဆန်တော်မူခဲ့ပါတယ်။ဒီပြည်တော်မှာမင်းတို့မင်းအပြင်းထန်နေပြည်တော်မှာမင်းတို့မင်းအပြင်းထန်နာမကျန်းဖြစ်နေခိုင်းမင်းသားများကိုဖမ်းဆီးခေါ်ဆောင်နေစင်ပါပဲ။အထက်မြန်မာနိုင်ငံအတွင်းသဒ္ဒနာပြုရန်ခရီးရန်ဖုံတော်ကြီးဒေးယဖရက်ကောဟာ1888ခုနှစ်ဩဂုတ်လအတွင်းမန္တလေးနေပြည်တော်သို့ရောက်ရှိလာခဲ့ပါတယ်။1888ခုနှစ်စက်တင်ဘာလ19ရက်နေ့မှာတော့ကော့ဘတ်ဤနေအိမ်သို့စ င်းရဲသားကိုလီတဦးကရောက်ရှိလာခဲ့ပါတယ်။ကောဘက်ကအသင်ဘသူလဲလို့မေးမြန်းတဲ့အခါညောင်ရမင်းသားပါကျွန်ုပ်အားကိုညီပါဟုကိုလီရောင်ဆောင်ထားသောညောင်ရမင်းသားကပြန်ဖြေခဲ့ပါတယ်။ညောင်ရမင်းသားနဲ့အတူကျင်ရတော်သမီးတော်နှစ်ပါးတားတော်တစ်ပါးနဲ့အချွေရံများဟာအဝေအစားညှို့နှံ့စွာဝစ်ဆင်လျက်ရှိနေပါတယ်။ဖုန်းတော်ကြီးကောဘက်ကညောင်ရမင်းသားအားလုံးချုံရအရက်တို့လှုပ်ဝက်စွာပို့ဆောင်ပေးခဲ့ပုံကိုသူဤမန္တလေးမှပေးစာများစာအုပ်မှအသေးစိတ်မှတ်တမ်းတင်ထားခဲ့ပါတယ်။ကောဘက်အနေနဲ့မိမိတို့နေအိမ်ကိုဘရင်တသားများမှလာရောက် ာဖွေတော်မူကိုတွက်ဆထားပြီးလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ညောင်ရမ်းမင်းသားနဲ့မိသားစုအထွေရန်များထွက်ပြေးသွားမည်ကိုကြိုတင်ကြံစည်ရင်းထားရှိပြီးဖြစ်သောညီတော်ညောင်အောင်မင်းသားနဲ့မိသားစုတို့ကိုလူချင်းခွဲစေပြီးတော့သူတို့မှာဗြိတိရှတန်တဲ့အတွင်ဥစွာခိုးဝယ်နိုင်ခဲ့ပြီးဖြစ်သဖြင့်နေပြည်တော်အတွင်အဆောက်အအုံများပုံမထူတဲ့စွာချထားသဖြင့်ညောင်ရမ်းမင်းသားနဲ့အဖွဲ့မှရုပ်ဖြက်ခါဖတ်နေရင်တို့ရောက်ရှိခိုးဝယ်သွားခဲ့ခြင်းလည်းဖြစ်ပါတယ်။ညောင်ရမ်းမင်းသားကိုလိုက်လံဖက်စီနိုင်ရန်အတွက်လည်းတပ်သားများကိုဆေလွတ်ချထားလိုက်ပါတယ်။ဒါကြောင့်မလို့ညနေမောင်စ ာမျိုးအချိန်မှာကော့ဘတ်ကညောင်ရမ်းမင်းသားကိုတမိလူမျိုးအစီကံတဦးကဲ့သို့ဝစ်ဆင်စေခဲ့ပါတယ်။ထို့အချိန်မှာလည်းမိုးဖွဲ့ဖွဲ့ကြလျက်ရှိရာယာမစွာမိအမိခံညောင်ရမ်းမင်းသားအားမိအိမ်ကိုကင်ဆယ်ပြီးအင်္ဂလိပ်တန်တဲသို့ခေါ်ဆောင်သွားခဲ့ပါတယ်။ပတ်ဝန်းကျင်မှာမရိပ်မိစေရန်လည်းကော့ဘတ်ကမင်းသားအားအရှင်သခင်နဲ့အစီကံတဦးပြောဆိုနေကြပုံစံအတိုင်းလမ်းတစ်လျှောက်လုံးမှာစူပူကျိမောက်၍ခေါ်ဆောင်လာခဲ့ပါတယ်။ဒါကြောင့်မလို့ဖုန်းတော်ကြီးကော့ဘတ်ဟာအင်္ဂလိပ်တန်တော်ဝင်အဝင်ဝမှာထူထပ်စွာစောင့်ကြည့်ရှုနေသောမြမစစ်သည်တို့ရှိမှဖြတ်ကျော်က ညောင်ရမ်းမင်းသားကိုဘဲကင်းလုံးကျုံစွာနဲ့ပို့ဆောင်နိုင်ခဲ့ပါတယ်။နောက်တနေ့မှာတော့ညောင်ရမ်းမင်းသားရဲ့သမီးလက်ထိတ်တင်လက်မင်းသမီးကိုယောက်ျားလေးကဲ့သို့ဝစ်ဆင်စေပြီးတော့ကော့ပတ်နောက်မှာစာအုပ်များကန်ခိုင်းကလိုက်ပို့ပေးရဟန်ဖြင့်ခမဲတော်ရှိရာဗြိတိရှ်တန်တဲ့အတွင်ခေါ်ဆောင်နိုင်ခဲ့ပါတယ်။ညောင်ရမ်းမင်းသား၏ထိတ်တင်ကြီးကိုလည်းထိုနည်းတူစွာဝစ်ဆင်စေပြီးတော့ခရီးယန်ဘာသာဝင်ကျောင်းသားလေးတဦးနဲ့အတူတန်တဲ့သို့ပို့ပေးခဲ့ပါတယ်။ကော့ပတ်ဟာညောင်ရမ်းမင်းသား၏ကျင်ရတော်ကိုမူတောက်မြရတနာပွဲစားတဦးအတွင်ရုပ်ဖြတ်စေပြီးတော့တန်တဲ့သို့ပို့ဆောင်ပေးရလမ်းမှာတော့ မြန်မာမင်းမူတန်တအိုးကသင်္ကာမကင်းဖြစ်ပြီးအဖော်လိုက်ပါလာသည့်တရုတ်လူငယ်နှင့်မြန်မာလူငယ်တို့ကိုဖမ်းဆီးခံရပြီးမင်းသမီးမှာကံအားလော်စွာလွတ်မြောက်ခဲ့ပါသည်ထို့နည်းဖြင့်ညောင်ရမင်းသား၏ရုက္ခမအပါအဝင်နောက်ပါ၁၂ဦးကိုဘေးကင်းစွာနဲ့ကယ်တင်နိုင်ခဲ့ပါသည်ညောင်ရမင်းသားကြီးကိုယ်တိုင်ကလည်းမိမိမှာဖုန်းတော်ကြီးကောပတ်ပေးသည့်အသက်သာရှိတော်ကြောင်းကိုလည်းကျေးဇူးတင်ကြောင်းအထက်ထက်ဆိုခဲ့ပါသည်မြမအာနာပိုင်တွေကလည်းမင်းသားနှစ်ပါးထွက်ပြေးသွားတော့မည်တဲ့င်းကိုကြားသိရချိန်မှစ၍ပြန်လည်ရရှိအောင်ကြိုးပမ်းခဲ့ကြပါသည်ပြည်သူ့ကိုယ်စားလှယ်အရေးပါ ုင်ရောဘတ်ဘာကလေးရှော့ထံမှာမင်းသားနှစ်ပါးကိုပြန်လည်အနှံ့ရန်တောင်းဆိုပါတယ်မစ္စတာရှော့ကလည်းမင်းသားနှစ်ပါးမှာတိတိဆပိုင်တဲ့ထဲသို့ခိုးဝင်ရောက်ရှိလာသူများဖြစ်သဖြင့်၎င်းတို့အသက်ကိုကာကွယ်ပေးရန်တာဝန်ရှိကြောင်းကိုပြန်လည်တင်ပြခဲ့ပါတယ်ထို့အခါမှာရန်အောင်မြင်ဝင်တောက်ကမင်းသားတို့ကိုအတင်းအကျပ်ဝင်ရောက်ဖမ်းဆီးရန်စီစဉ်တဲ့အခါမှာတော့ကိဝင်မင်းကြီးကကန့်ကွက်သဖြင့်လူယူရန်အကြံပြက်ခဲ့တယ်လို့လည်းအဆိုရှိပါတယ်1888ခုနှစ်အော်တိုဝါလ26ရက်နေ့မှာတော့ပြည်သူ့စတန်တဲ့သို့မြို့သားဝင်တောက်ရောက်ရှိလာပြီးမစ္စတာရှော့နဲ့ တွေ့ဆုံကတီဘောမင်းတရားမှာညောင်ရမ်းမင်းသားထံပေးပို့သောစာတစောင်ကိုယူဆောင်လာခဲ့ပါတယ်။ထို့ဆမှာညောင်ရမ်းမင်းသားအားနန်းတော်သို့ပြန်လာရန်ဘေးရန်ရဲ့အပေါင်းမှာလုံခြုံစိတ်ချရကြောင်းနဲ့မိမိတို့သဘောဆန္ဒကိုလည်းပြန်ကြားပါရန်တိုက်တွန်းထားပါတယ်။မင်းသားနှစ်ပါးကလည်းတီဘောမင်းရဲ့တနာညာတမှုကိုကျေးဇူးတင်ကြောင်း၎င်းတို့ပိုင်ဖျားဆင်းတုတော်များနဲ့စာပေစာငံများကိုယူဆောင်ပြီးတော့ဗြိတိရှပိုင်နယ်ထဲသာတွားရောက်နေထိုင်ရန်သာဆန္ဒရှိပါကြောင်းစာပြန်ကြားခဲ့ပါတယ်။ဗြိတိရှတန်တဲမှာဘေးရန်ကင်းစင်းစွာထွက်ခွာခွင့်ပြုရန်မစ္စတာ ရှောနဲ့မြမအာနာပိုင်များအချိန်ချင်းဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။1888ခုနှစ်နိုဝင်ဘာလ14ရက်နေ့မှာတော့ညောင်ရမ်းမင်းသားနဲ့ညောင်အုပ်မင်းသားတို့ကို၎င်းတို့ရဲ့မိသားစုများနဲ့အတူမန္တလေးနေပြည်တော်မှာထွက်ခွာခွင့်ပြုလိုက်ပါတော့တယ်။နေပြည်တော်မှာထွက်ခွာသည့်အစီအစဉ်မှာရှေ့ဆုံးမှာမြမအရာရှိစစ်သည်များထို့နောက်ညောင်ရမ်းမင်းသားနဲ့၎င်း၏မိသားစုများစီးနှင်းလိုက်ပါလာသည်။နှွားလည်းထို့နောက်ညောင်အုပ်မင်းသားနဲ့၎င်း၏မိသားစုများလိုက်ပါလာသောနှွားလည်းထို့နောက်မှာတော့အင်္ဂလိပ်လက်ထောက်တန်အရာရှိဆရာဝန်နဲ့ဖုန်တော်ကြီးကောပတ်နောက် မှာတော့မင်းသားတို့ရဲ့အချွေအယံများနဲ့ပစ္စည်းများတင်ဆောင်လာသည့်လှဲပေါင်း73စီးကို အစဉ်အတိုင်းမြစ်တရှတန်တဲဝဲမှာအေယာဝေးမြစ်စိတ်သို့ထွက်ခွာခဲ့ပါတယ်။ မျိုးသူမျိုးသားများကလည်းလာရောက်တည်ရှိခဲ့ကြတယ်လို့သိရှိရပါတယ်။ဘောဘက်ကညောင်ရမင်းသားခက်စားရပုံကိုထို့သို့မှတ်တမ်းတင်ထားခဲ့ပါတယ်။ညောင်ရမင်းသားဟာအမိမြေမှာစွန့်ခွာသွားရမည့်အရေးအတွက်ဝင်းလေးကပူဆွေးနေဟန်ပေါ်နေပုံရပြီးမြေသည့်အရက်ဒေသသို့သွားရမည်ကိုလည်းသိရှိပုံမရသေးသဖြင့်ဝမ်းနဲ့နေပုံရပါတယ်။အသက်10နှစ်အရွယ်မင်းသားလေးထိတ်တင့်ဦးစွန်းနဲ့အသက်12နှစ်အရွယ်မင်းသမီးလေးထိတ်တင့်မကလေးတို့မှကျွန်ုပ်အားများစွာရှိခင်နေစားသည်ဟုညောင်ရမင်းသားကပြောကြားဆောင်ကိုလည်းရေးသားဖော်ပြထားပါတယ်။မင်းသားတို့ဟာလိုက်ပါပို့ဆောင်သူများ များကိုမြစ်စိမ်မှာအနှဲငယ်ကြာနှုတ်ဆက်ပြီးချိန်မှာတော့ရန်ကုန်သို့ပို့ဆောင်ပြီးသင်းမောပေါ်တို့တက်သွားခဲ့ကြပါတယ်။ရန်အောင်မြင်းမျိုးစာဝင်တာဦးဟောကအတင်းကျပ်လူယူရန်စံစီတင်ပြခဲ့တော့လဲကိဝင်မင်းကြီးကကန့်ကွက်ခဲ့ပါတယ်။ထို့နောက်မှာတော့ညောင်ရညာအုပ်မင်းသားတို့ကိုအင်္ဂလိပ်တန်တဲမှာမြစ်စိရှိတူလွတ်လင်းရင်မြန်မိသင်းမောမှာတင်၍အင်္ဂလိပ်ပိုင်းနဲ့အယောင်ဆေးရတော်ကြီးဦးဖိုးလာခန့်ပတ်ဝင်ဟောင်းဦးကျေတို့နဲ့အတူတောင်မရာပင်တနက်အမှုထမ်း200ဝန်းရံဆောက်ရှောက်၍လိုက်ပါပို့ဆောင်စေသည်တို့ကိုတိဘောဘရင်ကြားသိရတဲ့အခါမှာတော့ကိဝင်မင်းကြီး အပေါ်မှာသင်္ကမကင်းရှိသည်လို့လဲဆိုပါတယ်။များမကြမီအင်္ဂလိပ်တို့ဟာညောင်ရမ်းနဲ့ညောင်အောင်မင်းသားညီနောင်နှစ်ပါးတို့အားမိသားစုနောက်ပါအချွေရန်တို့နဲ့အတူအိန္ဒိယနိုင်ငံကလကတာမြို့သို့ပို့ဆောင်ပေးခဲ့ပါတယ်။မန္တလေးနေပြည်တော်မှာလည်းကင်းဝင်မင်းကြီးဟာမူလအကြံအစီဖြစ်သောစီးညင်ခံဘရင်စနစ်ကိုအကောင့်ထံမဖော်နိုင်ရုံသာမကစစ်လို့လာသောတိုင်းတာမင်းကြီးနဲ့မိဖုရားကြီးစုဖုရားလက်တကိုးဩစာထက်မြက်နေသဖြင့်မိမိဩစာတဖြည်းဖြည်းကြားဆုံးလျက်ရှိနေပါတယ်။ထို့အတွင်မိမိအားထောက်ခံသူများဖြစ်ကြသည့်ပထမရှင်နန်းချောင်းမျိုးစားဝင်ကြီး ်မကွေးမျိုးစားမင်းကြီးဦးလိုက်မြို့သိမျိုးစားဝင်းထောင်ဦးဖီတို့အားအရာချကအချုပ်နှစ်ထားသဖြင့်အရှင်နှစ်ပါအပေါ်များစွာစိတ်နာခဲ့ကကျန်စီတစ်ခုကိုအကောင့်ထည့်ဖော်ခဲ့ပါတယ်ထိုအကြံကတော့ကိဝင်မင်းကြီးဦးကောင်မင်းတော်မင်းကြီးဤမိဖုရားကြီးတဦးနဲ့ထိုမိဖုရားကြီးဤသမီးတော်တို့သုံးဦးတိုင်ပင်ကအိန္ဒိယမှာရှိတဲ့ညောင်ရမ်းမင်းသားထံသို့ဆက်သွယ်ခဲ့ကြပါတယ်ညောင်ရမ်းမင်းသားတို့ထံမှာအဥ္စာပစ္စည်းများလှုပ်ဝက်ပို့ပေးခဲ့ပြီး၎င်းတို့ကိုထုခွဲစရိတ်ပြုပြီးတော့အထက်မြန်မာနိုင်ငံကိုကျန်မာအလွယ်နှင့်ရစေရမည်ဟုအကြောင်းကြားလိုက်ပါ ါတယ်။နောင်ရမင်းသားတို့အောင်မြင်တဲ့အခါမှာတော့ထိုအကြံပါမင်းသမီးနဲ့လက်ထက်နန်းတင်ရန်ကြံရင်ပြပို့သောရတနာပစ္စည်းများမှလည်းအများစုမှာထိုမင်းသမီး၏ပစ္စည်းများပဲဖြစ်ပါတယ်။ထိုပစ္စည်းများကိုမြင်းကိုမင်းသားအရေးတော်ပုံကပါလာပြီးတော့အထက်မပြန်ဝင်မဲမှော်ဝန်းကြောက်တန်းမျိုးနဲ့ပြမကန်ရွာအများစုမှာအခြေချနေထိုင်နေသောတောင်သားဘုံမှတဆင်အိန္ဒိယသို့လူလူအပို့စေခိုင်းခဲ့ပါတယ်။ထိုတောင်သားဘုံထံသို့မရောက်မီ၎င်းပစ္စည်းပို့သူတို့တထောင်နားသည့်နေရာမှာရန်ကုန်မြို့ပစွန်တောင်မောင်းတန်းရဲလှေတကြီးဦးစိုး၏အိမ်ဖြစ်ပြီးတော့ဦးစိုး ဟာအင်္ဂလိပ်ပိုင်းရန်ကုန်၌မြူနစ်စပယ်မပေါ်သေးမီမြို့ရွာအုပ်ချုပ်ရေးကော်မတီလူကြီးတဲ့ဖြစ်ရာကိဝင်မင်းကြီးထံမှညောင်ရမ်းမင်းသားတို့ပေးပို့သည့်ဘန်နာများနဲ့အတူကိဝင်မင်းကြီးမိဖုရားဟောင်းနဲ့သမီးတော်တို့ဤဓာတ်ပုံများစာများကိုသိရှိခဲ့ကအင်္ဂလိပ်တို့ထံမှပေါက်ကြားသတင်းရရှိခဲ့တယ်လို့လည်းဆိုပါတယ်1896ခုနှစ်မှာတော့ညောင်ရမ်းမင်းသားဟာအိန္ဒိယမှာရန်ကုန်မြို့သို့ရုတ်တရက်ပြန်လည်ရောက်ရှိလာကဗြိတိသျှမဟာဝေရှင်တော်မင်းကြီးနဲ့တွေ့ဆုံခဲ့ပြီးအထက်မြန်မာနိုင်ငံကိုပြန်လည်သိမ်းပတ်တက်ခတ်လို့တဲ့ဖြင့်မိမိအားလိုအပ်သည့်အကူအညီများ ပေးပါရန်တောင်းဆိုခဲ့ပါတယ်။နေချင်းအာနာပိုင်းတို့ကလည်းအချိန်မတန်သေးဟုသောအကြောင်းပြချက်နဲ့မင်းသားဤတောင်းဆိုချက်ကိုပယ်ရှာကကလာကတာနယ်ကိုမူရှေတာဘက်ခရိုင်ဘာဟဲပူးမြို့မှာပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ထို့အတူညာဟုတ်ထို့အတူညာအုပ်မင်းသားကလည်းအိန္ဒိယမှာခိတတာနေထိုင်ခွင့်ရပြီးမြန်မာနိုင်ငံသို့ပြန်လာ၍အထက်မြန်မာနိုင်ငံနေချောင်းအောင်မြင့်စင်အစွန်တကုံမော်နေချောင်းတောက်တိုင်အနီးလူသူအင်အားစုဆောင်ကမြေရဲမြို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ထို့အခါမှာလည်းအင်္ဂလိပ်အစိုးရကညာအုပ်မင်းသားကိုအိန္ဒိယသို့သာပြန်လည်ပို့ဆောင်ခဲ့ပြန်ပါ ါတယ်။အင်္ဂလိပ်တို့သဘောထားမှာမင်းသားတို့ဦးဆောင်မှုဖြင့်နန်းသိမ်းရန်ကိုအမပေးလိုပဲကိုရိုင်းသိမ်းပိုက်ခါမင်းသားတို့ကိုဟန်ပြအဖြစ်အသုံးချရန်သာရည်ရွယ်ရင်းဖြစ်ကြောင်းထင်ရှားလာပါတယ်။ဒါကြောင့်မလို့လဲကိဝင်မင်းကြီးထံမှာညောင်ရမ်းမင်းသားမှာအကြောင်းပြန်ကြားတာအတုကိုပြုလုပ်ပြီးတော့တင့်တော်သောအချိန်မှာအထက်မြန်မာနိုင်ငံကိုကြံမာမည်ဟုအင်္ဂလိပ်အစိုးရကအကြောင်းပြန်ကြားခဲ့ခြင်းပဲဖြစ်ပါတယ်။ထိုအကြောင်းကိုတော့ညောင်ရမ်းမင်းသားကတစုံတရာမသိရှိခဲ့ပါဘူး။နောက်တစ်ချိန်မှာတော့ထိုမင်းသားတို့ကိုသူတို့လိုအပ်သလိုအသုံးချနိုင်ရန်ရည်ရွယ်ရင်းရှိကြောင်းထင်ရှားလာပါတယ်။ ်။ဒါကြောင့်မလို့ညောင်ရမင်းသားကြီးဟာအိန္ဒိယနိုင်ငံမိုရှီတပတ်ခရိုင်ဘာဟဲပူးမြို့မှာတက္ကရင်1348ခုနဲ့ခရစ်နှစ်1885ခုနဲ့နှစ်ယုံလာတတ်တော်38နှစ်အရွယ်မှာကံတော်ကုန်ခဲ့ပြီးညီတော်ညာအုပ်မင်းသားကလည်း1259ခုခရစ်နှစ်1898ခုနဲ့မှာအဆိုပါမြို့မှာပဲတတ်တော်48နှစ်အရောက်မှာကံတော်ကုန်ခဲ့ပါတယ်။မင်းသားနှစ်ပါးလုံးကိုထိုအရက်မှာပဲဂူသွင်းတကြိုခဲ့ပြီးဂူနှလုံးကိုရှင်လျံအိန္ဒိယနိုင်ငံရုရှားဒါဘတ်ခရိုင်ဘာဟဲပူးမှာတတိ စိတ်တရှိနေသည်မှာလည်းနှစ်ပေါင်းတရာကျော်ရှိခဲ့ပြီပဲဖြစ်ပါတယ်။၎င်းဒေသခံတွေကမြမတော်ဝင်အဆက်အနွယ်တို့အုတ်ဂူဟူ၍သာသိရှိပြီးမြေသူမြေဝါလို့တော့အသေးအချာမသိကြပါဘူး။၁885ခုနှစ်မှာဗြိတိသျှအနေဆက်တတွင်ဟာတိဘောဘရင်အားနန်းချာကအထက်မြမနိုင်ငံကိုသိမ့်ပိုက်ဖို့အတွက်နောက်ဆုံးစစ်ပြုတ်ဖို့အတွက်ထိတက်လာတဲ့အခါမှာတော့မော်လမြိုင်မြို့ဝင်ဦးအောင်ဤသာစကပြန်မောင်ပါတန်းဆိုသူကိုမိညီမင်းသားဟန်ပန်ဝစ်စင်စေပြီးတော့ညောင်ရမင်းသားအသွင်ဟန်ဆောင်စေလျက်တင်မောဦးမှာတင်စေခဲ့ပါတယ်။ဤသို့ဖြင့်အထ က်မြန်မာနိုင်ငံမှာရှိတဲ့မြန်မာတို့ရဲ့စိတ်ထဲမှာတော့ညောင်ရမင်းသားချီတက်လာခဲ့ပြီးဟုထင်မြင်စေရန်လှည့်ပြားခဲ့ခြင်းလည်းဖြစ်ပါတယ်။ကိဝင်မင်းကြီးကိုတိုင်ကလည်းထို့သို့ထင်ခဲ့ပါတယ်။ကြောင့်မလို့လဲမြင်းချံအထက်မြစ်စင်မှာရှိတဲ့အင်းဝခန့်တန်၊စကိုင်းခန့်တန်၊တပြေရန်ခန့်တန်တို့ကိုမခုခံရန်အမိန့်ထုတ်ခဲ့ပါတယ်။မန္တလေးကောစိန်စိတ်အရောက်မှာတော့ကိဝင်မင်းကြီးကညောင်ရမင်းသားဟုတ်မဟုတ်စုံစမ်းမှုအတွက်မူမတ်တို့ကိုဆစ်လွတ်ခဲ့တဲ့အခါသင်မော်ဘော်တို့ညနေ3နာရီခန့်မှာမိုးထုတ်သည့်အထိစောင့်နေတော့လဲညောင်ရမင်းသားကိစ္စတစ်ခုဖြင့်တနေရာတို့တွားရောက်နေကြောင်းကိုပြန်လည်ပြောကြ ာခဲ့ပါတယ်။အီဒေါ့အတွက်မှာတော့အင်္ဂလိပ်တပ်တွေကနန်းတော်ကိုဝိုင်းထားပြီးလဲဖြစ်ပါတယ်။ကာနက်စလီရင်ကတီဘောမင်းကိုရှေ့ဥစွာစာချုပ်ပြီးပြန်မာမိဟုဆိုတော့လဲနောင်တော်ဥယင်တို့ဆင်းတော်မူပါ။ နောက်ရေစိတ်သင်းမောဘော်တို့ဆင်းတော်မူပါတပြည့်ပြည့်ယူဆောင်ခဲ့ရာတိဘောမင်းရေစိတ်သင်းမောဘော်ရှိနေစမှာတော့ပင်းရမင်းသမီးကအခြားသင်းမောတစဉ်ဥပိုင်းမှာရှိသူမှာညောင်ရဲမင်းသားဟုပြောကြကြောင်းတိဘောဘရင်ကိုနှမ်းချပြီးတော့ညောင်ရဲမင်းသားကိုနန်းတင်မိဟုပြောကြကြောင်းဆောက်ထားခဲ့ပါတယ်ထို့အခါမှာတော့တိဘောမင်းကကိုရော်တိုင်းထား၍သင်းမောခန်းတရုတ်ကကိုလက်ချီတော်မူ၍နောင်တော်ညောင်ရဲမင်းမဟုတ်ပါဘူးငါနောင်တော်ကိုငါတိပါတယ်ဘယ်ကလူမှန်းမသိပါဘူးလို့မိတ်ဆွခဲ့ပါတယ်တို့ဖြင့်ကုန်းမောင်မင်းဆက်ရဲ့ဏီကုန်းနဲ့အတူညောင်ရဲနဲ့ညောင်အောင်မင်းသား နာတို့ညီနောင်တို့ဟာလည်းတိုင်းနယ်ပါးမှာမထင်မရှားကံတော်ကုံကဘဝနီကုံထုတ်ခဲ့ရရှာပါတယ်မြန်မာတို့ဤအထုတ်အချားအာဏာနဲ့လွတ်လပ်ရေးကိုလည်းပြည်တရှားတို့ကအပြိပိုင်သိမ့်ပိုက်ခဲ့ပါတော့တယ်ဒီနေ့တဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုတော့ဥမ္မာမောင်တင်ကုန်းပေါင်းဆက်မဟာရာဇဝင် တတရတွင်မြို့သားပညာဝင်ကြီးဥဖိုးကြားရင်တိဘောမင်းပါတော်မူအရေးတော်ပုံဒေါက်တာကျော်ဝင်းရဲ့နှစ်၄၀တမိုင်းရှာပုံတော်တို့မှာလစ်လာမိသလောက်တင်ဆက်ပေးသွားခြင်းပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဘ ഹു တုတ္တဖြစ်ပေါ်တဲ့တမိုင်းကြောင်းလေးများကို က်လက်တက်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်